မင်္ဂလာပါဒီနေ့ကရှက်ဆွဲနေရဲ့ဘတ်တူးသင်ခန်းစာလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီချိန်ကတော့ကွန်ပျူတာကွင်းရဲ့ Finance Trainer တော်နန်းကျော်ခိုင်ဖြစ်ပါတယ်ရှင်။အဲ့တော့ကျွန်တော်မနေ့ကပတ်ဝန်းပြီးသားပြီဘတ်တူးထဲမှာဒီနေ့နောက်ထပ်တစ်ပိုင်းလေးရတော့ကျွန်တော် အပေါ်မှာကျွန်တော်ရက်ကိုဆက်လက်မလိုက်တဲ့အချိန်မှာအပေါ်မှာ chap 2 chat design နဲ့ format ဆိုရှိရဲ့ design နဲ့ဝင်လိုက်ပါအဲ့တော့ပြီးသူ့ရဲ့ညာမှာ sys run colon row နဲ့ colon နဲ့ကိုကျွန်တော်က swap ကြည့်တာပေါ့နော်အာ data ကို x နဲ့ y နဲ့ကိုကျွန်တော်ကပြောင်းပြီးတော့ကြည့်တာပါ အဲ့တော့တို့တစ်ချက်နဲ့လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ quarter 1 quarter 2 quarter 3 quarter 4ဆိုပြီးပြင်ရတယ်။ဒါနောက်တစ်ချက်ပြင်နေလိုက်မယ်ဆိုရင်တော့ကျွန်တော်ကကွန်ပစ္စည်းတွေကိုကြည့်တာဖြစ်သွားပြီ။ဒါအာဒီ HP ဒီလိုမျိုးဖြစ်သွားပြီ။အဲ့တော့ Ronald Collin နဲ့ကိုကျွန်တော်ကချိန်ပြီးတော့ကြည့်တင်တယ်ဆိုလို့ရှိရင် sis ရိုးအန်ကော်လန်လေးကိုချက်နေလိုက်ပါနောက်တစ်ပိုင်းကကျွန်တော်နောက်ထပ်တစ်ပိုင်းကပါလဲဆိုတော့အဲသူရဲ့ညာဘက်က select data ပေါ့နော် select data မှာတစ်ချက်နေလိုက်ပြီးတော့ကျွန်တော်ဒီမှာ change data rate မှာလည်းကျွန်တော် select ပြန်မှတ်လို့ရတယ်เนาะရမလား change data ဆိုမှကျွန်တော် select ပြန်မှတ်လို့ရတယ်မိမိချိန်နေတတ်တဲ့ select ကိုပြန်ပေးပါအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒီထဲမှာ add to edit to remove လို့ကျွန်တော်ပြန်လုပ်လို့ရတယ်ဒါကကျွန်တော် legend entry cd ကိုပြောတာဒါကတော့ category existing တဲ့ဖြစ်တယ်အဲ့တော့ တကယ်လို့မိမိက quarter 1 quarter 2 quarter 3 quarter 4တွေက quarter 1ကိုမထည့်တော့ဘူး quarter 2ကိုလည်းမထည့်တော့ဘူး3နဲ့4ကိုပဲထည့်မယ်ဆိုရင်3 4ကိုပဲကျတော့ကချက်ပေါက်လေးချက်ခဲ့ပြီးတော့ဂျန်နန်တစ်ခုကိုချက်ပေါက်ဖြုတ်ခဲ့လိုက်ဒါဆိုရင် quarter 2နဲ့ quarter 3ဆိုပြီးကျတော့က အာပေါ်လာပါလိမ့်မယ်နော်ဒါလေးကိုအဲကျွန်တော်ဒီ select data နဲ့ပြန်မှတ်လို့ရတယ်အဲ့ဒီလိုမှမဟုတ်ဘူးပြန်ပြီးတော့ထည့်မယ်ဟုတ်ပြီဒါဆို quarter 1 quarter 2 manager okay ဒါဆိုသုံးခုလို့ရပြီအဲ့ဒီကြောင့်ပြောချက်တော့က select မှတ်တာကိုအသုံးမပြုချင်ဘူးခဏပဲ hide လောက်ချင်တာဆိုလို့ရှိရင်ကျွန်တော် filter နဲ့သွား filter နဲ့စထုတ်လို့ရပါတယ်ဒီမှာ city ရှိမယ်ဒီမှာ category ရှိမယ်မြားလေးကိုနှိပ်ကြည့်လို့ရပါမယ်မြားလေးကိုနှိပ်ကြည့်လို့ရပါမယ်အဲ့တော့ဒီထဲမှာကျွန်တော်က select all လေးကိုဖြုတ်လိုက် quarter ဝမ်းနဲ့တူပဲကြည့်မယ်ချန်နယ်တစ်ခုကိုဖြုတ်ဖြုတ်လိုက်ပြီး apply ဒါဆို quarter 1 2ကိုပဲတွေ့ရပါလိမ့်မယ် series မှာလည်း channel က select all လို့ဖြုတ်လိုက်ပါ day ရဲ့ aihp ရဲ့ပဲကြည့်မယ်ဒါဆိုရင် day နဲ့ hp ကိုပဲ channel ကမြင်ရမှာပဲဖြစ်တယ်ဒီကိုထပ်တိုးခြင်းနဲ့ဆိုရင် channel ဒီမှာထပ်တိုးလို့ရပါမယ်နော်ပြီးတော့ရင် apply လို့နှိပ်လိုက်ပြီးတော့ရင်လွတ်တဲ့နေရာလေးကိုနှိပ်လိုက်ဒါဆိုရင် channel ကရပါပြီ အဲ့တော့ဖစ်တာအနေနဲ့ကျွန်တော်စစ်ထုတ်လို့ရပါတယ်အကောင်လုံးအပြန်လို့ခြင်းနဲ့ဆိုတော့ select all လေးကိုပြန်ပြီး select all လေးကိုပြန်ပြီးလို့ရပါတယ်နော်ရလာမယ်လို့ထင်ပါတယ်အဲ့တော့ဒီနေ့ part 2အနေနဲ့ကတော့ switch row and column ရဲ့ select data ရဲ့ fitter ရဲ့ကျွန်တော်ထပ်ပြီးတော့အချက်ပြခဲ့တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် part 3မှာပြန်လည်ဆုံးနေကြမယ်နော်